ခုချိန်မှာမိတ်ဆွေတို့ဒုက္ခတွေရောက်နေတဲ့အခါအဆင်မပြေမှုတွေကြုံတွေ့နေတဲ့အခါခက်ခဲများစွာပြဿနာများစွာကြုံတွေ့လာတဲ့အခါမှာအခုကျွန်တော်ပြောတဲ့ရည်ရည်လေးကိုပြုလို့ကြည့်ပါမိတ်ဆွေတို့ကံထောက်ပံ့ကောင်းနေကံအကျိုးပြုမှုကောင်းနေရရှိမဲ့ရည်ရည်လေးဖြစ်ပါတယ်အဲ့တော့ယေတရာလို့ပြောတဲ့အတွက်ကြောင့်တော့မိတ်ဆွေကိုယ်တိုင်ကလည်းယေတရာပေါ်မှာအထက်လျောက်ယုံကြည်မှုရှိရမယ်၊ဘေးဒင်ပေါ်မှာအထက်လျောက်ယုံကြည်မှုရှိရမယ်။ဒါမှသာလျှင်ကိုပြုတ်လို့တဲ့အရာတွေမှာ အစားဖြစ်ပါတော့အောင်မြင်မှုတွေရရှိမှာပေါ့နော်ကိုကိုတိုင်ကဘေဒင်ရတရားနဲ့ပတ်သက်ပြီးယုံကြည်မှုမရှိတဲ့အပေါ်မှာရတရားတွေလိုက်ချင်နေလို့လည်းပတ်သက်ကုန်တာတော့ပဲအဖတ်တယ်မှာပေါ့နော်အဲ့တော့ဘာပဲလို့လို့ယုံကြည်မှုအဓိကကြပါတယ်အဲ့တော့မိတ်ဆွေအနေနဲ့ဒီဗီဒီယိုကိုဆက်ကြည့်ချင်တယ်ဆိုရင်နံပါတ်၁ချက်ကရတရားယုံကြည်ဖို့လိုအပ်တယ်ဘာလဲဆိုတော့ကျွန်တော်ပြောမယ့်အကြောင်းကရတရားအကြောင်းပြောမှာပေါ့နော်အဲ့တော့ကိုမယုံကြည်တဲ့အရာတစ်ခုဘေးကွန်ကမ်းပြီးလိုက်နားထောင်တာမိတ်ဆွေတို့လည်းအကျုံးမရှိဘူးကျွန်တော်တို့လည်းအကျုံးမရှိဘူးတခြားလူတွေတို့လည်းအကျုံးမရှိဘူးဖြစ်နေမယ်เนาะ โอเคအရှိမှာတော့ကျွန်တော်တနေ့ကလေးရနေဗောဓဟူးယာဟူးဒီကုန်တင်ပေးထားတယ်ဒီနေ့ကတော့ကျရပရိသသမီးကြီးကိုကျွန်တော်ဒီဗီဒီယိုကြည့်နေတဲ့အထဲမှာကျရပရိသသမီးကြီးရှိတယ်ဆိုလို့ရှိရင်ဗေဒင်လေးဂျုံကြည့်တယ်ရေတရာလေးဂျုံကြည့်တယ်ကို့မှာတောကရင်များစွာကြုံတွေ့ရင်ခုကျွန်တော်ပြောတဲ့ရေတရာလေးကိုပြုလို့ကြည့်ပါကို့အတွက်ကန်ထောက်ပံ့ကောင်းနေလက်လာပါကောင်းနေကန်ချိုးပြမှုကောင်းနေရရှိလာမယ်ကျန်တဲ့အပိုင်းကတော့ကိုယ့်ရဲ့စဉ်းစားတွေးကောင်းမှုကိုယ့်ရဲ့ကြွမ်းကျင်မှု ကိုယ့်ရဲ့ကံညာဝိရိယနဲ့ပေါင်းဆက်လိုက်မယ်ဆိုလို့ရှိရင်အမှန်တန်ကောင်းမွန်နေတဲ့ life တစ်ခုဘဝတစ်ခုကိုအမြန်ဆုံးချိန်သွားနိုင်မှာပါအဲ့တော့ကျွန်တော်တော့အဘမင်းတင်ကားရဲ့ဒီပဲဆရာစောင်းရောင်းဖြစ်ပါတယ်မိတ်ဆွေတို့ကိုအမြဲတမ်းဗီဒီယိုနဲ့ပတ်သက်တဲ့ရည်ရည်နဲ့ပတ်သက်တာကိုတင်ဆက်ပေးနေတဲ့ဆရာတယောက်လည်းဖြစ်ပါတယ်ကျွန်တော်ရဲ့ပြောကြားမှုကျွန်တော်ရဲ့ဟောကြားမှုကိုကြိုက်တယ်ဆိုလို့ရှိရင်ဘေးနားမှာရှိနေတဲ့ပေါင်းကလုတ်လေးကိုနှိပ်ပြီးတယ်လီပြီးစစတာပါ follow လုပ်ပေးကြခြင်းအပြင်ကျွန်တော်တို့နေ့စဉ်နဲ့အမြကျွန်တော် ပြပြပေးနေတဲ့ဗီဒီယိုနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုသိရှိခွင့်ရပါဖြစ်ပါတယ်အဲ့တော့ကျွန်တော်ပြည်သားသမီးတွေစလိုက်အောင်တောက်ကြနေတိုင်းတောက်ကြနေတိုင်းမှာမြတ်စွာဘုရားကိုစီမီ6ခွက်လုပ်တတ်ပြရမယ်စီမီပူဇော်တာပေါ့နော်6ခွက်ပူဇော်ပြရမယ်နော်စီမီပူဇော်တဲ့ခွက်လေးတွေဝယ်ထားလိုက်နော်ညီကြီးနဲ့လုပ်တဲ့ခွက်လေးတွေဝယ်ထားလိုက်ပြီးသွားရင်ကျွန်တော်တို့ထောက်ကစီပဲဖြစ်နှမ်းစီပဲဖြစ်ဝယ်ထားလိုက်အဲ့တော့တောက်ကြနေရောက်ပြီဆိုတာနဲ့မနဲ့ဖြစ်ဖြစ်ညဖြစ်ဖြစ်မြတ်စွာဘုရားကိုစီမီ6ခွက်ပူဇော်ပေးပါ ဒါဆိုကိုယ့်အတွက်ကံထောက်ပံ့ကောင်းနေရရှိတယ်။ကံအကျိုးပြုမှုကောင်းနေရရှိတယ်။နောက်တစ်ခုကကြွေအိုးလေးကြီးရှိတယ်။ကြွေပန်းအိုးဝက်ဖြစ်ကြွေအိုးလေးကြီးရှိပါတယ်။နည်းနည်းအဝကျဲတဲ့ဟာလေးနည်းနည်းကြီးတဲ့ဟာလေးယူပါမယ်။အဲ့ကြွေအိုးတဲ့ကိုကစွန်းညွတ်28ညွတ်ထက်ရေလောင်းပြီးတော့ကိုယ့်ရဲ့ဖျားဆင်မှာပဲတင်တင်အလုတ်ကောင်တာကိုယ့်ရဲ့ဧကန်ကိုယ့်ရဲ့အိမ်တနေရအမြင့်ကြိုက်တဲ့နေရာမှာတင်အဓိကကိုယ့်အတွက်ရေးပါတဲ့နေရာငွေရှာတဲ့နေရာမှာထားရင်ပိုကောင်းတာပေါ့ဗျာ။အဲ့တော့အခုစရင်ဒါကျွန်တော် ဘေးရင်ဟောတဲ့နေရာကြီးပေါ့အဲ့ဒီနေရာအပေါ်မှာတင်ထားတယ်ဆိုရင်ကျွန်တော်တို့လက်လာပါအာကောင်းတယ်ကန်ထောက်မှုကောင်းတယ်ရရှိမယ်ကန်ကျုပ်မှုကောင်းတယ်ရရှိမယ်เนาะအဲ့တော့ကျွေအိုးဖြစ်ရမယ်ဒို့မဟုတ်ကျွေပန်းအိုးဖြစ်ရမယ်เนาะပစုံညော20နဲ့9ညောအဲ့တော့ကျွန်တော်တို့ထားရခြင်းအခုတော့လက်လာပါအာကောင်းစေပါတယ်နောက်တစ်ခုကတော့လက်နေရပိတ်ဆိုကျွန်တော်ဗုဒ္ဓဘာသာမြန်မာလူမျိုးတွေတော့ကတော့ဒါကတော့လောက်ရတာအမှန်တန်ဆင်းပြေပါတယ်တိမ်ဆင်းလောင်းတာလीเนาะနောက်ပါ ဘုံယူဖို့တယ်တိန်ကဆင်းနိုင်အဲ့လိုမျိုးကိုနိုင်တော့ပေါ့ဆက်ပြပဲလူလူနော်အဲဘာပဲလူလူပေါ့နော်တိန်ဆင်းလောက်မရမယ်နောက်တစ်ခုကဝါထက်တဲ့ဖုံးကြီးရှိတယ်ဝါထက်တဲ့ဖုံးကြီးရှိတယ်ဆိုတော့တင်ကန်းလှူပေးရမယ်ဒါဟာလေကို့အတွက်ကန့်အကျိုးပြုမှုကောင်ကန့်ထောက်ပတ်မှုကောင်ရရှိစေတဲ့အရာတွေကုသိုလ်တရားတွေဖြစ်တယ်ပေါ့နော်အဲ့တော့တိန်ဆင်းလောက်ရင်လောမလောက်ရင်ဝါထက်တဲ့အာဆရာတော်တွေရှိတယ်ဝါထက်တဲ့ဦးစင်းတွေရှိတယ်ဆိုလို့ရှိရင်တို့တို့ကိုတင်ကန်းလှူဒန်းပေးပါနောက်တစ်ခုကတော့ငွေပရိတာထိုးပေးပါ ငွေပရိဒါထိုးရဲဆိုကိုယ်အိမ်မှာပဲပေါ့ကွာဟိုအဆင်ပြေတယ်လို့ပေါ့ကိုထိုးတက်တယ်လို့ပေါ့နော်အိမ်ဖျားစင်မှာအိမ်အဲခန်းမှာတထောင်တန်လေးတွေ900တန်လေးတွေစသဖြင့်အစ်စ်လေးတွေရတယ်ဆိုတော့အမှငွေပရိဒါလေးတီထားလိုက်အဲ့တော့ကိုယ်အိမ်မှာငွေပရိဒါရှိနေခြင်းကကိုယ်တက်လက်လက်ပေါ့အားကောင်းစေတယ်တကယ်လို့ဆရာရဲ့ငွေပရိဟိုငွေပရိဒါလည်းမတီနိုင်ဘူးပါဆိုတော့ရတယ်ပတ်ဆက်တူရ900တန်ပဲဖြစ်တထောင်တန်ပဲတူရလေးတိုက်ရလေးတိုက်တဲ့နေရာမှာအဲ့ဒီပတ်ဆက်လေးကိုချိတ်ဆွဲထားပြီးတံမိုးကြည့်တာတွေတော့မလုပ်ပါနဲ့တံမိုးနေတာတွေပဲလုပ်ပါနော်တံမိုးကြည့်တာသူများဖြုတ်ခိုးသွားလိုက်ပဲ ော်တန်ဖိုးနေတာကြီးလောက်ပါအဲ့ဒါလေးတိုက်လေးလေးကိုယ်တည်းလဲလာပါအားကောင်းလေးလေးပဲနော်အဲ့တော့ပတ်ဆက်ဟိုလေးတိုက်ရရက်မှာချိတ်ဆွဲရင်ချိတ်ဆွဲမချိတ်ဆွဲဆိုကိုယ့်အိမ်မှာဝင်ပြေးတာတီးမယ်အာနော်ထားရမယ်ဆိုရင်စင်ပြေတယ်နောက်တစ်ခုကနတ်နာပြူတဏ္ဍခါအသားနဲ့နော်ရှင်တေဝရီပုံတော်ထုထုတဲ့အခါမှာကျွန်တော်တို့ရှင်တေဝရီဆုံးကန်ကြွနေတဲ့ပုံထုရမယ်နော်နတ်တပြူအသားနဲ့ တေးသေးရရကြီးကြီးရထုပြီးတော့ကို့အဆောင်ပြစ်ထားတာပါအမ်မတန်လက်လာပါကောင်းပါတယ်တကယ်လို့သေးတယ်ဆိုရင်ကို့အခက်ခဲတစ်ခုကြုံတွေ့လာတဲ့အခါမှာစီဝိုင်းလက်ပိတ်လာတဲ့အခါမှာအဲ့ဒီနန်းနာဖြူနဲ့ထုထားတဲ့ရှင်သေဝရီကိုတော်မြတ်ကိုရေမွေးလေးဖြန်းပြီးတော့မိမိလိုရာဆုတောင်းပါဆုတောင်းပြပါတယ်နော်နောက်တစ်ခုကတော့ကျွန်တော်ပရိသတ်သမီးတောက်ကြနေ့7နှစ်နိုင်နဲ့တနအီခွဲရမှာစေဝါဒါနပြုလုပ်ပေးပါ အဲ့တော့ကိုမှာခက်ခဲတွေရှိတယ်အဆင်မပြေတာဖြစ်တယ်ဆိုတော့၁၂နာရီနဲ့တနာရီခွဲကြာမှာဆေးရုံဆေးကမ်းမှာပဲလှူလှူကျမကြီးအာမကောင်တဲ့နောက်ဆုံးပြာကျွန်တော်တို့ဘာမီတွန်တို့ဘာရာစီတမောတို့ဒိုင်ယိုဂျက်စစ်တို့အဲအဲဆိုအဆင်ပြေတဲ့ဆေးဝါးတစ်ခုခုလှူတိုင်းလိုက်ပါတကယ်တမ်းကျမကြီးနေထိုင်မကောင်းဖြစ်နေလေအဲ့ဒါတွေကလည်းကိုတို့ကျမကြီးနဲ့ပတ်သက်ပြီးတော့အထောက်အကူပြုတယ်ကံအထောက်အကူပြုတယ်ကံအကျိုးပေးမှုအားကောင်းတယ်နော်နောက်ဆုံးကတော့ကျတော့ဒိသသမီးတွေအမြဲတမ်းလုံနိုင်တော့ကောင်းပါလေအင်္ကာနေ့တိုင်းအင်္ကာနေ့တိုင်းမှာ တက်တက်လို့စားပေးပါနော်ဒါဆိုကိုယ့်အတွက်ကန်တောက်ဖက်မှုကောင်းတယ်ရရှိပါပါအဲ့ဒါဒီလောက်ပဲနောက်ထပ်တောက်ကြအောင်မနေ့ကဆက်ပြီးတော့တင်ဆက်ပေးပါမယ်အားလုံးပဲကိုကြီးချမ်းပါခြင်းစိတ်ချမ်းသာနဲ့ကျေးဇူးပါရှင်ကျရပရိသသမီးတွေအခုကြုံတွေ့နေရတဲ့အခက်အခဲဒုက္ခတွေကနေစင်အမြန်ဆုံးလွတ်မြောက်ပြီးတော့အောင်မြင်ခြင်းချမ်းသာခြင်းပျော်ရွှင်ခြင်းတွေရရှိနိုင်ပါစေလို့ကျွန်တော်လေးလေးနက်နက်ဒီနေ့အားနေစင်ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ခင်ဗျာ